ခုပဲမင်းမီကျော်ဖူဖွေးရဲ့စစ်ကြောရေးမှာရေးရရဲ့မဖွဲမရအလောက်ခံတဲ့ကိစ္စတွေဝင်လိုက်ပေါ်မှာသက်လာလို့နိုင်ငံလုံးကပြည်သက်တွေကစိတ်ပူနေကြပြီမင်းမီကျော်ဖူဖွေးကတော့ဒါကျွန်တော်စေးစေးခံနေနေတာပေါ့လေဒီသူကပြုံးလေရောက်နေရဗျပြုံးလေးမှာဟိုရက်ကွေးရေလုံနေတာပေါ့နော်ဆိုတော့ဆက်ကားရိုက်ညာရိုက်နေအောင်ကိုစစ်ကောင်စီကဖုန်းခေါ်တယ်ဟိုဖုန်းခေါ်တော့ဖုန်းမကင်ဘူးပေါ့နော် ဆိုတော့ဘယ်ကခေါ်မှန်းလေးမှမသိအောင်နဲ့မလားဆိုတော့မင်းသမီးကျော်ဖူပွေးရဲ့ကုနေလေးပြုံးနေတိဟိုရဲတွေကသွားပြီးရောင်းခေါ်လာ ರೀ ခေါ်လာပြီးရောင်းမှာဆစ်ဆီတွေပေါ့နော်အဲဆိုတော့အစ်စ်အစ်ကျော်ကြီးမှာမင်းသမီးကျော်ဖူပွေးကိုရဲတွေကပေါ့လေဒါမဖွဲမရလောက်ခဲ့ကြအောင်ကြားသေးရပေါ့နော်ဆိုတော့အင်မတန်မှရင်းနေပေါ်မှာမကောင်းပေါ့နော်ခေတ်ကသတော်လေးကိုဆူရနေရဖြစ်တယ်အဲ့ဒါဟိုမင်းသမီးကျော်ဖူပွေးကနော်ဒါကျွန်တော်ဘယ်လိုပြောရမလဲလက်ခံလိုက်ရတယ်ပေါ့ ဟိုရေကောက်ပွဲစကား campaign စကားရက်ကူကိုလက်ခံလိုက်ရတာဖြစ်တယ်ဆိုတော့ဦးမုံရွှေလေသူရဲ့ညီမဖြစ်တဲ့ဦးမုံရွှေလေးရဲ့ကုမင်လို့ဆိုထားတာဖြစ်တယ်ဦးမုံရွှေကတော့ပြောစရာမလိုပါဘူးဗျာသူရဲ့ယောက်ျားနိုင်ဖြူကျော်ကအာမင်းအောင်လိုက်တာအမီးစုံနေတဲ့မိခင်တက်မွန်နဲ့အလုပ်အတူတူတွဲလုပ်တဲ့သူဖြစ်တယ်ပေါ့နော် ာနာသိမ့်မိတာနဲ့ဟိုအရင်တုန်းကချမ်းသာတာထက်အစားပေါင်းထင်ရတော့ပြန်လေချမ်းသာရည်သူဖြစ်တယ်ပေါ့နော်ဆိုတော့ဝမွှေရှိကတော့ရဲ့ဂူပေးမှာပဲစက်သက်ဘက်ကဆိုတော့လေဒါကတော့ပြောစရာမလိုဘူးပေါ့နော်ကျွန်တော်အခုပူပေးရတဲ့ game စိတ်မကောင်းဘူးများနော်သူကတော့စစ်ကြောရင်မှနော်ဟိုဘယ်လိုပြောမလဲတော်တော်လေးကိုအညစ်ခံလိုက်ရတယ်လို့ကြားသီးရတယ်ပေါ့နော်ဟိုတကယ်မှစိတ်မကောင်းပါဘူးမင်းမီချောပူပေးအဆင်ပြေပါစေဗျာနိုင်ငံကတော့မလုံခြုံတော့ပါဘူး